မင်္ဂလာပါဒီနေ့ဖတ်ပြပေးမယ်ဝတ္ထုတိုးလေးကတော့ဆရာမကျူးရေးသားထားတဲ့ကြည်စားပြည့်ရဲ့ဆိုတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါတယ်ခံစားနားဆင်ပေးကြပါဦးကြည်စားပြည့်ရဲ့စာရေးပုံမှန်လက်ရေးကို မြင်လိုက်ရုံနဲ့ ဘသူစီကစာမန်းကျမတီးဖို့ကောင်းပါလျက်မတီးခဲ့ပါအနှဲငယ်တော့ပြီးရိုင်သောမညင်ညာသောလက်ရည်များကို မြင်ဘူးသည်ဟုတတိမထားမိလောက်အောင်ပင်ကျမရဲ့စိတ်တွေဟာထွေပြားရိုင်နေနေသောအချိန်ဖြစ်လေသည်ထို့သောစာအိတ်ပေါ်မှလက်ရည်သည်တာမန်ထက်ပို၍တော့နေသည့်အပြင်တိတ်မင်မလိုက်သောအနီရောင်ဘောပင်နှင့်ရေးထားသောကြောင့်သာကျမမတိခြင်းဖြစ်ပါလိမ့်မည် စာအိတ်ဖွင့်သောအခါအထဲမှစာရွက်ကိုဖတ်ရရင်နော်ကျမတီးလိုက်ပါပြီဂျူးရီငါလက်ရည်ကိုနင်မမိရဲ့လားငါအကြောင်းတွေနင်ကြားရမှာပေါ့ငါလက်ထပ်လိုက်တာရဲ့တမီလေးတယောက်ရတာရဲ့ငါတမီကိုနင်မမြင်ဘူးသေးဘူးနော်ငါကတော့နင့်ကိုခဏခဏတတိရတယ်ငါမျိုးကိုလည်းငါမရောက်ဖြစ်ပါဘူးဟဲ့ကောလိပ်เจ้าမာတို့ကကျမတွင်တိတ်ခင်ခဲ့ရသောတငယ်ချင်းတယောက်ရှိခဲ့သည် သူသည် အမဲလိုလိုရင်မောเสียပြောလိရှိပြီးလောကကိုအမဲတန်းအကောင်းတိုင်းမြင်သက်သောပေါ်လီယာနာလိုမိန်းကလေးတူလည်းဖြစ်၏။ကျမ၏ကောလိဘဝတွင် သူကိုအချစ်ဆုံးဖြစ်ပါလျက်သူ၏ကောလိကျောင်းသူဘဝတွင်လည်းကျမသည် သူ၏အချစ်ဆုံးငွေချင်းဖြစ်ဟန်သူပါသည်။ကျမတို့နှစ်ယောက်ကို အတန်းဖော်များ အခန်းဖော်များကအမဲတွဲ၍မြင်ကြသည်။ကျမအကြောင်းပြောရင် သူ့အကြောင်းပါလိရှိပြီး သူ့အကြောင်းပြောရင်လဲကျမအကြောင်းအမြဲပါလေးရှိသည်။သူက ACB သဘောကောင်းတယ်။သဘောကောင်းလို့နဲ့အတွက်လဲအနှင်းငယ်အရဲလို့အထင်ခံရတတ်တယ်။သူနဲ့ပတ်သက်သမျှကျမကကြီးဒိုင်းခံရန်တွေ့နေတတ်တဲ့အတွက်ကျောင်းကောလိမ်မှာ ကျမက ဖိုက်တာဖြစ်မှန်းမသိဖြစ်ခဲ့ရတယ်။လေးနှစ်လုံးလုံးအမဲမခွဲပဲတွဲခဲ့ကြတဲ့တငယ်ချင်းတစ်ယောက်ဖြစ်ပါလျက်အကြိုက်ချင်းဆန္ဒချင်းကတော့အမဲကွဲလွဲနေခဲ့တယ်။သူက လူတယောက်ကို ကောင်းကွက်ရှာပြီးအကောင်းမြင်တတ်တဲ့သူကျမကတော့မကောင်းကွက်ကိုရှာပြီးအပြစ်မြင်တတ်တဲ့သူရုပ်ရှင်ကြည့်ရင်လဲသူကဟာတာဆက်မျိုးတွေထူးဆန်းတဲ့တိတ်ပန်စကားတွေကိုကြိုက်တတ်တယ်ကျမကတော့ဒရမာစကားတွေကိုကြိုက်တတ်တဲ့သူအကောင်းဆုံးဖြင်းရှင်ကြီးကို လွယ်ကူစွာနဲ့ကျမတို့အသုံးပြုခဲ့တယ်သူကြိုက်တတ်တဲ့ဟာတာဆက်မျိုးကိုကျမလိုက်ကြည့်ပြီးတော့ ကျမကြိုက်တတ်သောလေးနဲ့ငြိမ်သက်သည့်ဇကားများကို သူမကြာခဏမငီးမညူလိုက်ကြည့်ပေးခြင်းပဲဖြစ်တယ်။အများတကာမိန်းကလေးမိတ်ဆွေများလို ရုပ်ရှင်အတူတွားမုတ်အတူစားလျက်အခန်းပြန်ရောက်မှဘတ်စကားခ35ပြားနေကြစိပြား90ရေခဲရေ25ပြားစသည်ဖြင့်စည်ရင်ရှင်းနှန်းကို တိကျစွာအကျွေးဆက်အကျွေးတောင်းတသူများလည်းမဟုတ်ပါ။မဝါရင်ရုပ်ရှင်သွားကြည့်ရအောင်ဟုဆိုလိုက်လင် ူးပစံတပြားမှကုံဖို့မလိုပါ ကျမတွင်နှစ်ယောက်စာမဟုတ်ဘူးအေးဘူးရုပ်ရှင်ဘူးစသဖြင့်အကုံပါပြီးသားဖြစ်ရမည်ဂျူးရီရုပ်ရှင်သွားကြည့်ရအောင်ဟုသူကခေါ်လင်းကျမကလည်းကျမလွယ်အိတ်တဲ့ပတ်စံဘလောက်ပါတယ်လဲပြန်ကြည့်ရမလို့ပြန်ရောက်ကြလင်းလဲစရင်ရှင်းစရာမလိုပါကျမရုပ်ရှင်ကြည့်ခြင်းလျက်ကျမမှာပတ်စံပြက်နေတဲ့အခါသူ့ကိုရုပ်ရှင်လိုက်ပြခိုင်းလို့ရပါတယ် သူကလည်းပတ်စံပြတ်နေတဲ့အခါရုပ်ရှင်ကြည့်ချင်းရင်ကျမကိုလိုက်ပြခိုင်းတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးကျမအိမ်ကပို့သည်မ၊သူပိုင်ဆိုင်ခွင့်ရှိပြီးသူ့အိမ်ကပို့သည်မလဲကျမပိုင်ဆိုင်ခွင့်ရှိခဲ့သေးတာဖြစ်တယ်။အခုအချိန်ထိသူကကျမထပ်ပို့ပြီးငွေကြေးကုန်ခဲ့လေသလား။ကျမက သူ့ထပ်ပို့၍ပတ်စံကုန်ခဲ့လေသလား။အရှုံးအမျက်လုံးဝမတွက်ခဲ့ကြသည်မှာနှစ်ဦးစလုံးအသိတခါတလေ နှစ်ယောက်စလုံးအိမ်ကနေပတ်စံမပို့လာတဲ့အခါ300ဆရာမရှိတော့အောင်ပြက်လက်နေကြရင်လေကျမတို့မှရှိသည်မဆုစာအုပ်အဟောင်းလေးတွေကိုအဖုံးဖြုတ်ပြီးအဆောင်ရှိလမ်းကြားထဲကစက္ကူဟောင်းအဝယ်ဆိုင်မှာတွားရောက်တက်ကြတယ်။ရလာတဲ့ပတ်စံကိုနင့်စက္ကူကဘလောက်မို့နင်ကဘလောက်ယူဆိုတာမျိုး လုံးဝမရှိခဲ့။နအူးပိုင်ဆိုင်တဲ့ပတ်စံအဖြစ်လက်ဖက်ရည်အတူသွားတောင်းမယ်ခောက်ဆွဲအတူသွားစားကြမယ်ဆိုတဲ့စိတ်ပဲရှိကြတယ် မနှက်ဖြန်ရုပ်ရှင်ကြည့်ဖို့ရှစ်ချက်ချန်ထားအောင်ဆိုပြီးသူ့ရဲ့ကော်မဘူးထဲမှာထည့်သိမ်းပေးတတ်တယ်။ကျမတို့ကောလိပ်နေ့ရက်များဟာအစမတန်များပြားရှုပ်ထွင်းလို့နဲ့စာတွေကိုကြက်မက်ရတဲ့အချိန်ကတည်းကလွတ်လပ်ပျော်ရွှင်စရာနေ့ရက်များသာဖြစ်ခဲ့ပါဗျ။ လုံးဝစပိန်မစည်းတက်တဲ့အပြင်စပိန်ပေါ်ကိုခုံရွေပင်မတက်တတ်သောဂျမကိုစပိန်နောက်ထိုင်ကုန်းမှာတင်ပြီးစပိန်နင်းလျက်မြို့စုံမြို့ပြားအထိမကြီးမညူလက်ပတ်ကြတဲ့အခါမှာ သူ့စိတ်ထဲမှာဂျမကသူ့အပေါ်တင်စည်းလာကြည့်ရဲ့ဟုဘယ်တော့မှမတွက်ခဲ့ဘူးသူဖြစ်တယ်ဒီဇင်မာနနခင်ချမ်းလွန်းလို့အပြင်းထူနေတဲ့ဂျမကိုစိတ်ဆွပြုတ်သွားတော့ရအောင်လို့မရမကနိုးကျင်သူထဲမှာတူတယောက်တည်းရှိတယ် ဘယ်တော့မှစိတ်သားမစားခဲ့ဘူးတဲ့ကျမကလည်းသူ့အလိုကြအနှဲငယ်တော့ညူစုဆောင်းအောင်စွာနဲ့မျက်နာတဲ့တနခါလိမ့်ပြီးသူ့စပိန်နောက်ကနေငိန်သက်စွာ ထိုင်လိုက်ခဲ့စမြင်ဖြစ်တယ်။နှင်းသေးသေးမှာစွတ်ပြုတ်ဆိုင်ရောက်တော့ကျမကနံများကိုရင်နွေးနဲ့တာမြှို့ချရပြီးသူ့စွတ်ပြုတ်နဲ့နံများတောက်တာကိုမပြင်းမရီနဲ့ထိုင်ဆောက်ပေးခဲ့ဘူးတဲ့။ကျမရဲ့မွေးနေ့သူ့ရဲ့မွေးနေ့တွေအပြင် ကျမချစ်သူဤမွေးနေ့များကိုလည်းကျမတို့နှစ်ယောက်ဖျားသွာပရိစိတ်အတူတူလုပ်ခဲ့ကြတယ်။ကျမချစ်သူကတော့ရက်ဝေးမှရှိနေကြတာပါ။ဒီလိုမျိုးဖျားသွာတိုင်းမြို့စုံတနေရာရဲ့နှင်းစီချမ်းအနေနှင်းစီပန်းတွေကိုလည်းဝယ်ဖို့သူကမငီးမညူနဲ့စပိန်နေမီလိုက်ပုတ်ဘူးတယ်။ပြီးတော့မျိုးရဲ့အခြားအစွန်တစ်ဖက်မှာရှိတဲ့ဖျားကို ကျမကိုတင်းနေမီ လေးတချွန်ချွန်နဲ့လည်းပါရမီဖြည့်ခဲ့ဘူးသူဖြစ်တယ်။ မိကျူနင်းတော်တော်စိတ်ကူးရင်မာလားဟုချက်သူမွေးနေကိုချက်သူမရှိဘဲကျင်းပသောအခါတိုင်းသူကကြက်ပြက်ကချော်ရေမော်ပြီးမှလွဲ၍သူသည် ကျမအတွက်တန်မိုးမဖြတ်နိုင်သောတငယ်ချင်းတူဖြစ်ပါတယ်မတ်ဝါကောင်းငင်းမောင်းသောစားရအောင်ဟုကျမကလည်းကြောင်းအနီးကကောင်းငင်းမောင်းကိုမမတ်မော်ပဲနှစ်မိုင်လောက်ဝေးတဲ့အရမ်းမှာကောင်းငင်းမောင်းကိုသာမမောတတ်သူဖြစ်တယ် သူကလည်းဝေလုံးသည်ဟုမငင်းညူပဲလာလေးဟုစပိန်အသင်ထုတ်ပြီးလိုက်ပုတ်ပေးတတ်သူဖြစ်တယ်။ကြောင်အနီးမှာလက်ဖက်ရည်ကိုခါးသည်ချိုသည်ဂျေးများပြီးတော့မြို့အစွန်နားမှာရှိတဲ့လက်ဖက်ရည်ဆိုင်မှာတောက်ချင်တယ်လို့သူဆန္ဒရှိရင်လေကျမကလှုပ်လက်ဆအလုပ်ကိုပြစ်ပြီးသူ့နောက်ကိုလိုက်ခဲ့တယ်။တခါတည်းရန် မိုးရွာထဲမှာသပိန်လျှောက်စည်းရအောင်ဟုသူက အဖော်ဆက်လာရင်လဲအအေးမိမှကြောက်တတ်တဲ့ဂျမကယူးကြောင်ကြောင်နဲ့သူ့အလိုကိုလိုက်စမြင်မဝါရီကျွန်တော်ចောင်းမတက်တော့ဘူးဗျာဟုဂျမအခန်းအောင်၍ရီးစားစားရေးနေလေသူကတပြစ်တောက်တောက်မြည်တွန်လို့မဆုံးဘူးအဲဒီနောက်မှာတော့ဂျမအနီးမှာသူ့ပါလဲပစ်ပြီးတော့ပြင်းကြီးနေတတ်တယ် ဟာမရဘူးမရဘူးခမားသွားရမယ်နှစ်ယောက်လုံးចောင်းပြက်ရင်ចောင်းခေါ်ချိန်လက်မှတ်ဘသူကထိုးပေးမှာလဲသွားဗျာចောင်းသွားတက်ចောင်းသွားတက်ကျမဤလက်မှတ်ကိုတူအောင်ဂယုတစိုက်ထိုးပေးတက်သူမှာသူတယောက်တည်းရှိဤကျမနဲ့မပေါင်းမိခင်နှုံးကចောင်းမမှန်တက်ဆာမခတ်ဟုចောင်းတက်ပြောသူចောင်းသူတူဖြစ်တယ်ကျမနဲ့ပေါင်းဖက်ပြီးတော့မှသူဟာចောင်းကိုခဏခဏပြတ်တက်တယ် အငယ်ချင်းများကတော့ဝဝကိုဖျက်ဆီးတာဂျူးပဲလို့စိတ်ရင်းအမှန်တိုင်းဟွင့်ဟအပြစ်တင်တတ်တယ်။အဲ့ဒီခါမှာ ကျမကဆက်ဆက်ခေါအောင်နာတတ်တယ်လေ။မဝါကို ကြောင်းပြက်ရအောင်လို့အဖို့မဆက်ရပါပဲနဲ့ဒီစာတွေတော့မကြက်နဲ့ဗျာဟု မတားဆီးမပိတ်ပင်ခဲ့ပါလျက်ကျမတရံခံဖြစ်နေရသောအခါစိတ်ထဲမှာတော်တော်လေးခံပြင်းမိခဲ့တယ်။ဒီစာပဲအတူချက်ဒီရုပ်ရှင်အတူကြီး သူကရီးစားမရှိပဲကိုကရီးစားတဖက်နဲ့မို့ကိုအောင်ရင်သူအောင်မီသူကြလင်ကိုကြလိမ့်မီဟုရဲဝင်စွာကြွေးကြော်ခဲ့ဘူးတဲ့ကံကြမာကမျက်နာလိုက်ပြီးတော့သူဆောင်မွေးဝဲကြလျက်ကျမအောင်သွားတဲ့အခါအများအမြင်မှာကျမဟာအလိုလိုနဲ့တကူကောင်းဆန်တဲ့သူ ဖြစ်သွားခဲ့ရတယ်။ဘလို့ပဲပြောပြော ကျမနဲ့သူ့ကြားမှာရှိတဲ့ယုံကြည်ရင်းနှီးမှုတွေကတော့ဘယ်သူမှဖျက်ဆီးလို့မရခဲ့ပါဘူး။ ကျမတို့ကောလိပ်ကျောင်းသူဘဝတလျှောက်လုံးယောက်ျားလေးတငယ်ချင်းဆိုလို့ဖြည်းဖြည်းရေတွက်ရင်လည်းတယောက်တည်းအပြေးအလွှားရေတွက်ရင်လည်းတယောက်တည်းသာရှိခဲ့တယ်။အဲ့ဒီတငယ်ချင်းမှာငွေအရေးတကြီးလိုနေလို့ကျမရော ကျမတငယ်ချင်းရောကို့မျိုးကိုပြန်ပြီးအိမ်ကနေငွေအသီးသီးတောင်းခဲ့ဘူးတယ်။ကျမအိမ်ကပေးလိုက်သမျှပတ်စံအားလုံးကလည်းအဲ့ဒီတငယ်ချင်းဝင်းမြင့်ထုံးကိုပေးလိုက်တဲ့အခါမှာနင်းကဝင်းမြင့်ထုံးကိုတိတ်ချစ်တာပဲနော်ဟု ူကမချက်ချပြီးနောက်ထပ်ထွေထွေထူးထူးမပြောပါဘူး။ကျမရဲ့ကိုရီးကိုရာကို သူအကြံမပေးတတ်သလိုသူ့ကိုရီးကိုရာကို ကျမကလည်းဝင်မဆွတ်ဖက်မိအောင်ထိန်းချုပ်ထားခဲ့ပါတယ်။နောက်ဆုံးနေ့စာမေးပွဲကနီးလာပြီ။ကျမတို့နှစ်ယောက်လုံးရဲ့စာအုပ်တွေထဲမှာမဆူကတဝက်တောင်မရှိသေးပါဘူး။ကျမကပြထန်းစာအုပ်နဲ့စာချက်တက်ပေမဲ့သူကတော့လက်ချစာအုပ်နဲ့မှ စာချက်တက်တဲ့သူကျမတို့မှာ လက်ချမဆု၅ဖက်မဲ့သူမရှိ စာမွေးဝဲနီးမှာကို့စာအုပ်ကိုဘသူကပေးဖက်ပါမည်နီစာအတူချက်ဖို့ကလည်းကျမတို့နှစ်ယောက်ခဲတာကျမဒုက္ခနဲ့နဲ့ရောက်ပြီးပြဋ္ဌာန်းစာအုပ်မဖတ်တတ်တဲ့အခါသူကဒုက္ခများများရောက်ပါတယ်ဒါပေမဲ့ကျမကပုံနှိပ်ပြထန်းစာအုပ်ဖတ်ရင်ကို့ဘာသာကိုမဆုထုတ်လျက်ထိုမဆုကိုသူကပြန်ဖတ်ရင်စာချက်ခဲရတယ် အဆောင်မှာအုံအုံကြွတ်ကြွတ်စာချက်နေကြတဲ့အချိန်ကျမတို့နှစ်ယောက်ကအဆောင်ကခွာပြီးအေးအေးဆေးဆေးစာချက်လို့ရမယ့်နေရာတစ်ခုကိုရှာတယ်။ဒါမှမဟုတ်အပြေးအလွာစူညံပွက်နေတဲ့စာချက်တန်နေကြတဲ့မှာ ကိုမကြက်ရသေးတဲ့စာကို သူများစာနွေးတန်ကြားရရင် ကျမထက်သူကပိုပြီးစိတ်ဓာတ်ကျတတ်တယ်။ကျမတို့ကြောင်းမှာစာမွေးပွဲကိုဘာသာအလိုက်အောင်ရှုံးသတ်မှတ်တယ်။ဘာသာလေးခုရှိတဲ့အနက် ကျမက တဘာသာကြရင်သူကသုံးဘာသာကြတဲ့အခါကဲဒုနှစ်ယောက်လုံးအတူဆောင်မွေးဝဲကြပါဘကောလားဟုရင်မောရွေပင်တယောက်ကိုတယောက်အားပေးခဲ့ဘူးတဲ့ဒါပေမဲ့ကျမမစင်စားမိတဲ့အချက်ကိုပတ်ဝန်းကျင်ကကြိုတင်စင်စားပေးဖို့ရတယ်။ဝါဝါနင်ကသုံးမာရာတောင်ပြန်ပြေးရမှာဂျူးကတဘာရာထဲသူရာမဟုတ်ဘူး။ဝါဝါဂျူးခေါ်တဲ့နောက်ကိုမလိုက်နဲ့ဟုတိုးတိုးတမျိုးကြဲကြဲတမျိုးခိုးချောင်ခိုးဝက်တမျိုး ပြောင်းတမျိုးစေတနာထားပြီးတော့ပြောကြတယ်။ကျမကတော့ဘာသာအနေအများ အထွေအထူးလည်းမတွက်မိပဲသူတို့ပြောမှမိမိကိုယ်ကိုထိန်းရကောင်းမှန်သိခဲ့တာပါ။ဒီလိုနဲ့ကျမသွားလေရာ သူ့ကိုမခေါ်မိတော့ပဲစာချက်ပါစီဟူသောစေတနာနဲ့လက်တွဲမဖြုတ်တဖြုတ်အခြေအနေကိုရောင်မှန်းမသိရောက်ခဲ့ပါတယ်။ရုပ်ရှင်ယုံကိုတယောက်ထဲသွားတဲ့အချင်းတယောက်ထဲဈေးသွားတက်တဲ့အချင်း ။စာအုပ်အငားဆိုင်ကိုတယောက်တည်းသွားတတ်တဲ့အကျင့်ကိုကြင့်ယူခဲ့ရတယ်။စာချက်အလွန်ပြင်းတဲ့ကျမဟာအချိန်ရှိသမျှသူနဲ့အတူ ရှေ့ကဥဆောင်စာချက်ပြဖို့အနှဲငယ်များစိတ်မကူးခဲ့ပဲပြေးနိုင်သမျှစာနဲ့ဝီဝီပြေးခဲ့တယ်။ရှိရှိတော့ကပုံမြင်တဲ့ကမြီးတကောင်နဲ့တားဖားနှစ်ယောက်လိုပဲပတ်ဝန်းကျင်ရဲ့အပြောကတော့ဘယ်တော့မှလွတ်မှာမဟုတ်ကြောင်းကျမတွေးခဲ့မိတယ်။ဒါပေမဲ့သူကတော့မတွေးခဲ့ဘူး။ ပန်ဝင်းကျင်က တွေ့တယ်မဟုတ်လားဝါဝါညီကသုံးပါတာတောင်းတအားစူးစားရမှာဟိုကတပါတာတယ်ဆိုတော့အောင်မီးသားထားလိုက်တော့အခုဖြစ်ကြောလို့ညီတယောက်ထဲစာချက်နေရပြီမဟုတ်လားဟုသူ့ဖက်မှနာကြီးပေးနေကြကြောင်းဂျမကိုအာကိုတကြီး တိုင်တယ်မြဲဖြစ်တယ်ဂျမကလည်းသူ့ရှိမှမမရက်လျက်ပဝင်းကျင်ကိုရင်ဆိုင်ခဲ့စမြဲဖြစ်တယ်စာမွေးဝဲနောက်တစ်ချိန်ပြန်မပြေရခင်မှာပဲ သူကချစ်သူရည်စားရသွားပါတယ်။သူရည်စားရသွားပုံကလည်းအစမ်းတကျေပါပဲ။ကျမကိုအဆဆအယာယာပုံအပ်ပြီးအာကိုတက်တဲ့သူဟာကျမရဲ့မျိုးကိုကျမပြန်တိုင်းနင်ပေနဲ့အရောက်ပြန်လာခဲ့တော့ဟုတစ်ချက်လွတ်အမိန်နဲ့ပုံမှန်တတိပေးစမြဲပါ။ကျမကလည်းအိမ်ရောက်ပြီဆိုရင်ဘာဆိုဘာမှတတိမရအောင်အိမ်ကိုတန်ရုံးစင်ကြီးတဲ့သူပါ။ ဒါကြောင့်လေ9ရက်ကြာမယ်လို့ပြောခဲ့ရင်10ရက်လောက်တော့အမြဲကြာတတ်တယ်။အဲဒီနောက်ပိုင်းတော့ကျမတက်မှတ်တဲ့ရက်ထက်3ရက်နောက်ကြပြီးမှကျောင်းကိုပြန်ရောက်လာတယ်။ပြန်ရောက်ရောက်ချင်းသူ့စီကိုပဲတန်းသွားခဲ့တယ်။သူကဆက်ပြဲပြဲအမှုအရာနဲ့အထူးတရုတ်ဆောင်စရာမလိုပဲငါတော့ဟိုတယောက်ကိုရီးစားအဖြစ်လက်ခံလိုက်ပြီးဟုဖနက်အစ်စ်ဝယ်လိုက်ရသူလို့ကျမအားတည်င်းပေးတယ်။ ကျမသဘောမတူသူကိုပြန်ကြိုက်ရကောင်းလားဟုကျမကတွတ်တွတ်ဒေါဒကြီးရင်တော့သူကအကြောင်းပြချက်တစ်ခုပဲပေးတယ်။နေက25ရက်နေ့ရောက်မယ်ဆိုပြီးရောက်မှမရောက်လာတာငါ့ကိုပြစ်ထားခဲ့တာလေ။ငါလဲအကြီးအကျယ်စိတ်လေပြီးအဲ့လိုနဲ့ရီးစားရသွားတာလို့ပြန်ပြောတယ်။မြတ်စွာဘုရားမဝါရဲ့ ကျွန်တော်နဲ့တပတ်လောက်ခွဲရတဲ့အချိန်အတွင်းမှာဖြစ်သွားရတယ်လို့ဗျာဟုယူကျုံမိရဖြစ်မိတိုင်းသူ့အမျိုးသားကို ကျမက မိုကျုံးမြစ်ချိုးအပြစ်တင်စကားဆိုခဲ့တယ်။မတ်ရွှေစာက သူ့အမျိုးသားကို တခွမကြံပြန်ပြောခဲ့လေရဲ့။ဒီလိုနဲ့ရန်သူများတဲ့ကျမကို ရန်သူဟုတတ်မှတ်မဲ့သူတဦးထပ်ပို့လာခဲ့ပါဗါတယ်။မထီတည်ရည်နေတတ်သူ ကျမအဖို့တော့ ပဝင်းကျင်ရဲ့ဇကားတွေကမထောင်းတာလာတော့လေသူ့မိခင်ရဲ့ဇကားများကတော့ကျမရဲ့ရင်ကိုချွန်မြတဲ့ဓာတ်နဲ့ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ကျမကြောင့်မဝါစာမေးပွဲကြရကြောင်းကျမအောင်သွဲပေး၍မဝါရီးစားရထားကြောင်းကျမကတော့စာမွေးပွဲမှာလည်းအပူပင်မရှိရရီးစားကိစ္စလည်းမပူပင်ရမဝါကိုသာကျမကဖြက်စီးခဲ့သည်တဲ့ဒီစကားတွေကြောင့်ကျမအတော်လေးစိတ်ထိခိုက်ခဲ့ရပါတယ်။ ဒီအသက်အရွယ်ရောက်မှတော့ဘသူမဆိုးဘာလို့တင့်နေဘာမလို့တင့်ဘူးဆိုတာနားလည်ပြီးဖြေရပါမယ်မိမိစိတ်ကြိုက်လန်းကိုဘသူစံနာမှမလို့အပ်ပဲရွေးချယ်ပိုင်ခွင့်ရှိပါတယ်ဒီစကားကို ကျမနောက်ဆုံးဆိုခဲ့တယ်ကျမမှာဥဆောင်လန်းပြမဲ့သူမရှိမိမိကိုယ်တိုင်ကလည်းသူများရဲ့လွမ်းမှုမှုကိုမခံတတ်သူဖြစ်တယ်သို့တော့ကျမတငယ်ချင်းကတော့ ကျမရဲ့လွမ်းမှုမှုအောင်မှာဒုက္ခအကြီးကျယ်ရောက်ခဲ့ရတယ်လို့ပဲပြောစမှတ်တွင်ခဲ့ပါတယ်။ဘသူတွေပါပြောပြောသူနဲ့ကျမလမ်းခွဲတဲ့အချိန်ထိစိုးတူကောင်းဖတ်ညီမအရင်လိုရင်းနှီးချစ်ခင်ခဲ့ကြတာပါ။ကျမကြောင်းပြီးသွားပြီးဘွဲရတဲ့အခါမှာတော့ကျမမျိုးကိုပြန်လာတယ်။ကျမကအိမ်ဝတန်ရုံးစဉ်ကြီးသူမို့ကျမကြောင်းတက်ခဲ့ရမျိုးကို တခါမှပြန်မရောက်ခဲ့တော့ပါဘူး။ အဲ့ဒီနောက်မှာတော့ကျမဟာလခစားအလုပ်တစ်မျိုးကိုပိုင်အလုပ်တစ်မျိုးနဲ့မပြေလည်လာတဲ့မိသားစုစားဝတ်နေရေးကို လွှဲပြောင်းတာဝန်ယူခဲ့ရပါတယ်။ရခင်ကလွတ်လပ်ပေါ်ပါတဲ့ကျမပခုံးပေါ်ကိုမိသားစုရဲ့လူမှုပြည်တနာတစ်ခုလုံးကဗျုံငနေပြကြလာခဲ့တယ်။ရသည်မဝင်ငွေနဲ့လောက်ငအောင်စူးစမ်းရှင်သန်ရင်ကျမညီမလေးရဲ့ကောလိကျောင်းစရိတ်တာဝန်ရလေတစ်ခုပိုလာခဲ့ပြန်တယ်။ အလိုက်တီးတတ်တဲ့ကျမညီမလေးကမိမြချွေတာကက်စီနေသည်ဖြစ်စေအ ਨੇ ဆုံးတော့တလကိုငွေ300ကျပ်ကတော့ပုံမှန်ပို့ပေးရတယ်။ရှိခဲ့မှုတဲ့ရည်စားကိုစိတ်ကူးညင်လွမ်းမောချိန်မရအောင်ပဲမိခင်ဖခင်တို့ရဲ့အိမ်ထောင်စုတာဝန်တွေကြားထဲမှာပူပင်တော့ကရောက်ခဲ့ရတယ်။အခုတော့လေဘဝတရုပ်ဖို့ဝတ္ထုတွေထဲကလိုပါပဲလားဟုညီမအချင်းချင်းရေပွဲဖွဲ့ပြီးအာတင်းခဲ့ရတယ်။ အဲဒီနောက်မှာတော့ကျမဘရောမပြန်မပြောချင်တော့အောင် ထိတ်လန့်ဝမ်းနည်းဖွယ်ကောင်းတဲ့အဖြစ်ဆိုးတစ်ခုကျမတို့မိသားစုအပေါ်ကိုကြားရောက်လာတယ်။ကျမချစ်လာစွာသောအမေဟာအဆုတ်ကင်စာယောဂါကိုဆွဲကပ်နေခဲ့ခြင်းပဲဖြစ်တယ်။အမေဝေဒနာကိုတနာလာပြီးယူကျုံမရဖြစ်ခဲ့တဲ့ချိန်မှာမြမလေးကိုပို့ရတဲ့တလ300ကျပ်အပြင်အမေရဲ့စေဘူဝါခဓာတ်စာဖို့အဲ့ဓာရီနဲ့ကျမမှမရှူနိုင်မကယ်နိုင်ဖြစ်ခဲ့ရတယ်။ ဒီအတော့အတွင်းကျမတငယ်ချင်းရဲ့တည်င်းကိုတူတူတန်တန်ကြားရတာကတော့သူ့အမျိုးသားနဲ့လက်ထပ်သွားကြအောင်စာမေးပွဲသုံးခါကြာ၍ကျောင်းမှထွက်လိုက်ကြောင်းပဲဖြစ်တယ်။တငယ်ချင်းအတွက်စိတ်မကောင်းဖြစ်မှုက အမေခံစားနေရတဲ့ဝေဒနာပေါ်စင်နာတနာမှုနဲ့ရှင်လိုက်ရင် အသေးအဖွဲသာဖြစ်ခဲ့ရတယ်။ကျမရဲ့မျိုးမှာအားကိုးတိုင်ပင်ရမယ့်သူမရှိတဲ့အခါလိပ်စာလဲသည့်မြို့လဲနီးတဲ့ဟန်ကြပန်ကြထဲဝါနေပြီဖြစ်တယ်။တငယ်ချင်း ဝင်းမြင့်ထွန်းစီကို စာတကြောင်းနှကြောင်းကောက်ရေးပြီး ကျမရဲ့အပူကိုမညာမတာပင်ဝေမျှခဲ့မိသေးတယ်။ကျမစာရလင်ရချင်းဝင်းမြင့်ထွန်းကရောက်ချလာတယ်။ဘာမှအားမငယ်ဖို့အကြောင်းငွေအင်အားလူအင်အားတက်နိုင်သမျှကူညီမည်ဖြစ်ကြောင်းကျမကိုနှစ်သိပ်ပေးခဲ့တယ်။အဲဒီနောက်မှာတော့မိမိအတွက်သူပါလာတဲ့ငွေ900ကိုပေးခဲ့တယ်။ လို့ရင်ထပ်မပါလို့ပြောပေမဲ့မိမိဆုံးသွားတဲ့အချိန်ထိမမာမိအောင်ကြိုးစားခဲ့ပါတယ်။မိမိဒုက္ခဝေဒနာအတွက်တရီရီနဲ့ပူဆွေးတော့ကရောက်ပြီးတဲ့နောက်ပူပင်စရာ မကြံတော့လောက်အောင်ပင် အားရင်ကုန်ခန်းသွားခဲ့ပါတယ်။မိမိအတွက်ပူဆွေးဝမ်းနည်းမှုတွေဟာမိမိတည်ဆုံးသွားပြီးတဲ့နောက်အနေထိုင်စပြုလာတဲ့အချိန်မှာပဲကျမအတွက်နောက်ထပ်ထိတ်လန့်ဖွယ်ရာတစ်ခုကြုံရပြန်တယ် အသက်82နှစ်ရှိပြီဖြစ်တဲ့ကျမရဲ့ချစ်လာစွာသော ဖခင်ကို ပုံမှ409နဲ့တရားစွဲဆိုဖမ်းဆီးလိုက်ကြခြင်းပဲဖြစ်တယ်။ကျမဤဖခင်မှာမြို့နယ်စီပင်သားရာရင်းယုံဆောက်လုပ်ရန်တန်ချောင်းများကိုကန်ထရိုက်စနစ်နဲ့ပေးသွင်းခဲ့သူဖြစ်တယ်။ကံမကောင်းအကြောင်းမလစွာနဲ့ဖေဖေယုံကြည်လာသောအလွဲသုံးစားလုပ်သူတဦးနှဦးကြောင့်အစိုးရငွေများ ဆုံးရှုံးခဲ့ရပြီးတန်ချောင်းများလည်းမပေးသွင်းနိုင်မရှိခဲ့လေရာ တာဝန်ခံလက်မှတ်ထိုးသူဖိဖိအပေါ်မှာအပြစ်တွေပုံကြခဲ့ခြင်းဖြစ်တယ်။အဲ့ဒီအချိန်ကလည်းထုံးစံအတိုင်းကျမလက်ထဲမှာငွေတရားပြည့်အောင်တော့မရှိခဲ့ပါဘူး။တန်ချောင်းပေးသွင်းဖို့အစိုးရထံမှထောက်ယူထားတဲ့ငွေကတထောင်ကျော်ဖြစ်တယ်။မြက်စွာဖျားကိုတားလျက်ကျမရဲ့အနီးဆုံးသူငယ်ချင်းဖြစ်သူ ဝင်းမြင့်ထွန်းထံကို အကူအညီတောင်းအပ်ပြန်တယ်။ဖခင်အိုကိုအချုပ်ခန်းထဲမှာကျမဘယ်နဲ့လုတ်ပြီးညင်ရက်ပါမလဲ။ ဒါကြောင့်လေ ရခင်ငွေ900ကိုအတာမိထားပြီး နောက်ထပ်မျက်နှာအောက်ချပြီးငွေချိခဲ့ရခြင်းဖြစ်တယ်။ငွေ4000ချက်ချင်းသွင်းမှအာမခံရမည်ဟုဆိုတော့လေမကျမ်းမာကြောင်စိတ်ခွင့်စာနဲ့ဝင်းမြင့်ထွန်းထံမှငွေတထောင်ကိုရောပြီးတင်လိုက်တဲ့အခါမှာတော့ကျမအဖေဟာအချုပ်ခန်းထဲမှာအာမခံနဲ့လွတ်လာခဲ့တယ်။ကျမမှာ အဖေအတွက်မျက်ရည်မကြမီအောင်အနိုင်နိုင်ထိန်းခဲ့ရတယ်။ တူတဲ့ကြံရင်တဲ့ဖခင်ကိုစိတ်ပျော်အောင်ဘလို့ထားရမလဲမသိ။ကျမမညီအမများသဖြင့်မိမိအတွက်ပူဆွေးတော့ကရောက်ရင်ဟိုစကားပြောဒီစကားပြောဟိုဝိထုဖတ်ဒီဝိထုဖတ်နဲ့စိတ်ကိုမေးဖြောက်ယူလို့ရသေးတယ်။ဒါပေမဲ့စကားပြောဖို့မရှိတဲ့ကျမရဲ့ဖခင်ကတော့မိခင်အားလွမ်းစွတတိယမှုကိုမိခဲ့သူဖြေဖြောက်မည်နီ။ တနေ့တနေ့အဖေကသာ အရေးကကြီးကြီးနဲ့ဂယူးဆိုင်နေခဲ့မိတော့တယ်။အိမ်လာကမိသားစုစားဝတ်နေရေးညီမလေးရဲ့ကြောင်းလာကအပြင်တခုပေါ်လာတာက ဖေဖေပေးသွင်းရန်ကြံနေတဲ့တန်ချောင်းဘူးငွေတထောင်းကိုနှစ်လတကြိမ်ငွေ900အရေးကြပေးသွင်းရခြင်းပဲဖြစ်တယ်။မိခင်တယောက်လုံးဆုံရှုံပြီးတော့တမီးတယောက်ရဲ့ဘဝမှာဒီထက်ပိုပြီးဆိုးရွားစရာဗာများကြံတော့မြည်နေ။ဖြစ်လာသည်များအကြောင်းရင်းကို ကျမအပြုံးမပြတ်ခံနိုင်အောင်ကြိုးစားခဲ့ပါတယ်။အကြောင်းကြောင်းကြောင့်ကျမမိထားခဲ့သောမိနေပြီလဲဖြစ်သောတငင်ချင်းထံမှာမမျော်လင့်သောအချိန်မှာစာတစောင်ကရောက်လာခဲ့တယ်။ဂျူးရီငါလက်ရည်ကို နင်မမိရဲ့လား။ငါအကြောင်းတွေနင်ကြမှာပေါ့။ငါလက်ထပ်လိုက်တာရဲ့သမီးတယောက်ရတာရဲ့ငါသမီးကိုနင်မမြင်ဘူးသေးဘူးနော်။ငါကတော့နင့်ကိုခဏခဏတတိရတယ်။ ငါမျိုးကိုလည်းငါမရောက်ဖြစ်ပါဘူးဟဲ့။ကြောင်ပြီးသည်လေးနှစ်လုံးလုံးကျမထံသူစာမရေးခဲ့ပါ။သူကအိမ်ထောင်ကျသွားသူမို့သူ့လိပ်စာကိုကျမမသိတော့လဲကျမလိပ်စာကိုတော့ကောလိပ်တုံးကလိပ်စာစာအုပ်ရှိ မတန်းများအရာ သူသိနေမှာပါ။ဒါပေမဲ့ကျမတို့ကတွေ့ရင်တေအောင်လွမ်းပြတတ်သူများမဟုတ်ပေမဲ့ကွယ်ရင်တော့မိနေတတ်ကြသူများဖြစ်တယ်။ သူထံမှစာမလာခြင်း၊ကျမထံမှစာမရင်းခြင်းတို့သည်အံ့ဩစရာမဟုတ်။သူထံမှစာလာသည်ကသာအံ့ဩစရာဖြစ်သည်။ဒီထက်ပို၍အံ့ဩရသည်မှာသူက ကျမထံငွေချေးသောစာကြောင့်ဖြစ်တယ်။နင့်ကငါအကူအညီတစ်ခုတောင်းခြင်းလိုပါ။ဒုက္ခပေးတဲ့ထင်ရင်လည်းမတက်နိုင်ဘူးဟာ။ငါမှလည်းနင်တိတဲ့အတိုင်းအာကိုရမယ်တငယ်ချင်းဆိုလို့နင်တယောက်တည်းရှိတာမဟုတ်လား ငါကိုငွေ950လောက်ချေးစမ်းမှာငါအရေးတကြီးလိုနေလို့နောက်3လကြာရင်တော့ငါပြန်ဆက်မှာပါငါစီကိုငွေပို့ပေးဖို့လိတ်စာငါရေးပေးလိုက်တယ်နင်ငါစီအကျိုးအကြောင်းတော့စာပြန်ရေးအောင်တော့ငါမျောနေမယ်ထိုကဲ့သို့သူ့ထံမှ စာရသောနေ့ကကျမအတော်လေးခေါင်းခဲသွားခဲ့ရတယ်သူ့မှာအားကိုးရမယ်လင်းရောက်ကြလဲရှိပြီး သူမိခင်အတွက်ငွေထောက်ပတ်နေသည့်အကိုမောင်များလဲကံကောင်းထောက်မှစွာရှိတယ်။သူကဘာအတွက်ငွေလိုပါမြင်နေ။ဘာအတွက်ငွေလိုသည်ဖြစ်စေကျမတတ်နိုင်သလောက်ကူညီရမှာကျမတာဝန်သာဖြစ်သည်။ခက်ခဲနေသည်မှာကကျမလက်ထဲမှာငွေ950မစိုးထားနဲ့85ချက်ပင် ပြည့်အောင်မရှိခြင်းဖြစ်နေသည်။ကျမဘာလို့ရမြင်နေ။ဝင်းမြင့်ထုံးကိုဖြတ်ကနေအမတ်ရလိုက်ပြန်သည်။ ။ထို့သောဘာမဆိုင်ညာမဆိုင်ဝင်းမြင့်ထုံးကိုကြီးအပူကက်နေ၍ဖြစ်ပါမလား။သူမှလည်းမိခင်ဖခင်တောင်းဝင် အပြင်ตาကြွေးမှုမရကြွေးမှုကလည်းရှိနေသေးတယ်။ခလုတ်ထီတိုင်းတမန်းသိရင်ဝင်းမြင့်ထွန်းတယောက်ဘလောက်များရင်ဖို့ထိတ်လန့်လိုက်မလဲရင်မောเสียရတွေးရင်ဒီအကြောင်းကို ခေါင်းခါဖဲထုတ်ပြစ်လိုက်တယ်ကျမဘဲကနေပတ်စံ950ကျက်ရနိုင်ပါမလဲ တညာလုံးခေါင်းရှုပ်ခံစဉ်းစားတော့လဲအဖြေကမပေါ်လာခဲ့။ပေါန်နံစရာရွှေဆို၍လဲမူးလို့ပင်ရှူစရာမရှိ။အများတကာမိန်းကလေးများလိုနဂတ်တစ်ခုပင်ကျမနားမှာမရှိတဲ့အခါရိုမာနာယီအိုလေးတစ်ခုပင်လဲကြောင်းသွားတက်တော့ညမကိုပေးထားခဲ့ရတဲ့အခါကျမဘာများတက်နိုင်ပါမည်နီ။ဖျားကြီး မဝတယောက်ဘလို့လောကအမြင်မျိုးဖြင့်ကျမစီမှာငွေ950ကျပ်ရှော့ကနေရလိမ့်မယ်လို့မျှော်လင့်နိုင်ရပါသည်။တရက်နရက်များစဉ်စားတွေးတော်၍ငွေရပေါရလန်းလုံးဝမရှိတဲ့အခါမဝထံကိုစာပြန်လိုက်ရပါတယ်။ကျမထံမှာငွေ950ကျပ်မရှိကြောင်းပင်ဖြစ်ပါတယ်။သူ့အမျိုးသားဘက်ကလည်းငွေကြီးတိတ်ချို့တဲ့တဲ့သူတွေမဟုတ်ကြောင်း ကျမကိုသူပြောပြဖူးလေတော့တိတ်လဲပူပန်ခြင်းမရှိခဲ့ပါသူစီကနေစာပြန်လာလိမ့်မယ်လို့လည်းမထင်ထားတော့ကျမစီးပွားရေးပြဿနာများအကြားမှာတဝဲလေလေရုန်းကန်ရင်းမေးလောက်တဲ့အချိန်လောက်ကြမှာသူစီကနေစာတစောင်ရပြန်တယ်ဒီစာထဲမှာလူနေမှုဝဲခရက်အတွင်းစ조사အတင်း၍မမတ်ရက်နေတော့ကျမကိုတစ်ချက်တည်းနဲ့အလဲထိုးပစ်တဲ့စာတစောင်ဖြစ်ခဲ့ပါတယ်ဂျူး နင့်စီကစာငါရပါတယ်ဘလို့လောကအမြင်ထဲမှာနင့်စီကပတ်စံချေးတာမဟုတ်ပါဘူးငါနဲ့သူနဲ့သူလို့ဆိုထားတာကတော့သူ့အမျိုးသားကိုနန်းစားသုံးထားခြင်းဖြစ်ပါတယ်ငါနဲ့သူနဲ့အလောင်းစားလုပ်ကြတယ်ငါကပြောတယ်လीငါမှာမိတ်ဆွေစစ်ဆိုလို့ဂျူးတယောက်ပဲရှိတယ်လို့ပြောတော့သူကမင်းမှာမိတ်ဆွေစစ်မရှိပါဘူးတဲ့ဂျူးကမင်းမိတ်ဆွေစစ်မဟုတ်ဘူးတဲ့ အဲ့ဒါနဲ့ငါနဲ့လောင်းကြတာပေါ့ဟာငါကိုငွေ850ကျပ်ချေးဖို့နင့်စီစာရင်းမယ်ဆိုတော့သူကအဲ့လိုနီးနဲ့ဘယ်ရမလဲလို့တောင်ပြောတယ်ငွေကြီးအခက်ခဲရှိနေရင်ဘယ်နဲ့လုံမလဲတဲ့ဒါနဲ့ငါကပြန်ပြောလိုက်တယ်ယုံကြည်စွာနဲ့ပေါ့ဟာစိတ်ချဂျူးကသူ့မှမရှိရင်လဲရှာချံပြီးပေးလိုက်မယ် ။ကျောင်းသူဘဝတုန်းကတော့ဝင်းမြင့်ထွန်းငွေလိုတော့အိမ်ပြန်ပြီးငွေတောင်းပေးခဲ့သေးတာ။ကျမအတွက်မဖြစ်ဖြစ်အောင်ရှာပေးပါလိမ့်မယ်။ကြည်နေလို့တော့ငါပြောခဲ့တယ်။အခုတော့ငါရှုံးသွားပြီပေါ့ဟာ။ငါနိုင်ရင်တသက်လုံး तू အရက်မတော့ဘူးတဲ့။ तू နိုင်ရင်ငါကသူ့ကိုဘီယာအဝတိုက်ရမယ်တဲ့။ကဲအခုငါသူ့ကိုဘီယာတိုက်ရတော့မယ်။ငါမှငွေမလိုပါဘူး။ နင်ကငါရဲ့မိတ်ဆွေစင်မဟုတ်ဘူးလို့ပြောတဲ့သူ့စကားနိုင်သွားတာကိုပဲငါအခံရအခက်ဆုံးပါတရင်ကျွမငါတို့ပကံညောင်ဦးပုတ်ပါဖက်ကိုဖျားဘူးသွားမလို့အဲ့ဒီခါကျရင်နင့်စီကိုငါဝင်ခဲ့အောင်ပါမယ်ဒါပါပဲဟာဘလောက်များ အခံရဆိုးရတဲ့ဝေဒနာပါလေအကယ်၍ကျမတွင်ထိုရက်ကငွေ950ကျပ်သာရှိခဲ့လင် ကျမသည်တစုံတယောက်ဤမိတ်ဆွေစစ်အဖြစ်ယုံကြည်ကိုးစားခံရတော်မူဖြစ်သည် ကျမမှာငွေမရှိ၍သာ မိတ်ဆွေစစ်ဘဝနှင့်လွဲခဲ့ရလေသည်ငွေ950ကျပ်ပင်မရှိရကောင်းလားဟု တွေးမိတိုင်းတွေးမိတိုင်းကျမကိုကျမရှက်လဲရှက်ဒေါသလဲထွက်ခဲ့ပါတယ်သူထံကနေအဲ့ဒီစာရတဲ့နေ့ကရင်ထဲမှာဝမ်းနည်းမှုလားအခံရခတ်မှုလားဒေါသလားအားငယ်မှုလားမသိဘူး ပူလောင်နာကျင်နေခဲ့ရပါတယ်။တနေ့လုံးလုံးလုံသမျှအလုတ်ကလည်းအလွဲလွဲအချော်ချော်ဖြစ်အောင် ကျမကို အလဲထိုးအနိုင်ယူသွားတဲ့စာတစောင်ပဲဖြစ်ခဲ့တယ်။ကျမရဲ့ပူပင်တော့ကအများကြားထဲမှာနောက်ထပ်စိတ်ညှဉ်းညူဖွယ်ရာတစ်ခုထတ်တိုးအောင် သူ့မို့လို့စမ်းသက်လောင်ပြောင်ရက်လီခြင်း ဟုဝမ်းနေရှက်ကြောက်မိသည်မှတပါ သူ့အပေါ်စိတ်ခုနိုင်စွမ်းလည်းမရှိခဲ့ပါ။ ယခုမှပင်အဖြစ်အပျက်မှန်ကိုရှက်ရွံ့ဝမ်းနည်းစွာလက်ခံလိုက်ရပါတော့တယ်။ကျမအတွက်တော့တစုံတစ်ယောက်ကို မိတ်ဆွေစိတ်မစစ်စမ်းသက်ကြည့်ဖို့အထိကောင်းမွန်လာသောစိတ်ကူးလည်းမရခဲ့အချိန်လည်းမရခဲ့ပါ။တို့တော့လက်တွေ့စမ်းသက်ခံရင် ရှုံးသွားခဲ့ပြီဖြစ်သောကျမအဖို့တစုံတစ်ယောက်ကိုစမ်းသက်ကြည့်ဖို့လဲဘယ်တော့မှစိတ်ဝင်စားတော့မီမဟုတ်ချေ။1988ခု ဖေဖော်ဝါရီလရေနံချောင်းကောလေးနစ်ပတ်လယ်မဂ္ဂဇင်းဝတ္ထုလေးကတော့ပြီးပါပြီခန်းစားနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်